မိုင်3000လောက်ရှည်လေရတဲ့နဂါကြီးနိုးချွာလာနိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အကုသူကန်ရှိတဲ့လူတွေပျက်စီးကြတာပြောရလိုက်တာဗျာကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးခြင်းဘုချောမင်းဘုရားဘာသာနေနဲ့မိုင်ဖုံးဆရာတော့ဘလို့မြင်လဲဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ရိုးရိုးလေးပဲကျွန်တော်မိုင်ဖုံးဆရာတော့ဘလို့မြင်လဲဆိုတော့ကျွန်တော်စုံကုန်ကားတဲ့ကစာသပင်းနဲ့ဆရာတော်လို့ပဲမြင်တယ် အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီ mindfulness ဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့ပြောစရာလေးအနည်းငယ်လေးရှိတယ်နောက်ပြီးတော့အမှန်တရားလေးကိုလည်းချက်ပြပေးခြင်းလို့ပေါ့နော်အာဘာအကြောင်းလေးလဲဆိုတော့ဒီ mindfulness ဆရာတော်ကြီးအာပြောသွားတယ်ပေါ့နော်ဒီငလျင်လှုပ်ခတ်ခဲ့တဲ့ကိစ္စကဒီနဂါးပေါ့နော်နဂါးတောင်3000လောက်အတောင်တောင်ဖြစ်တယ်မိုင်3000လောက်ရှိတဲ့နဂါးကဒီထပြီးတော့ဗောနော်မြေရောက်ကနေထပြီးတော့လာခဲ့လို့ဒီငလျင်လှုပ်တာလို့ သူမိတ်ဟောသွားခဲ့တယ်ပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့ဒီနေ့ရှင်းလင်းထုတ်သွားမှာဖြစ်ပါတယ်ဒီမိုင်းဖုန်းဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကတော့ဘလို့မဟုတ်အာမကြည်ညိုဘူးပေါ့နော်အဲကိုယ်လည်းမကူးကွယ်နိုင်ဘူးဘာလို့လဲဆိုလို့ရှိရင်တော့ရှင်းပါတယ်ဒါကတော့ကိုယ်စိတ်နဲ့ကိုယ့်ကိုယ်ပေါ့နော်မကြည်ညိုဘူးမကူးကွယ်ဘူးဆိုပေမဲ့စော်လဲမစော်ကားပါဘူးဒါပေမဲ့အမှန်တရားတွေကိုတော့ချပြပေးခြင်းပါတယ်အာဒီအကုတ်လိုမျိုးပဲ အာဗီဒီယိုဒီဗီဒီယိုကျွန်တော်ဗီဒီယိုလေးကိုကြည့်ကြည့်နေရရှိမှာပေါ့နော်ကျွန်တော်ရညီကောင်မမတွေထဲမှာကျွန်တော်နဲ့အမြင်မတူလို့ရှိရင်ဒီဗီဒီယိုလေးကိုမကြည့်ဘဲနဲ့ကြော်သွားလို့ရပါတယ်ကျွန်တော်ကြိုတင်ပြီးတော့ပြောထားတာပါနော်ဆိုတော့အမှန်တရားတွေကိုချပြမှာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ခါတိပါလိမ့်မယ်အမှန်တရားတွေကိုသိကျင်နေဆိုမှာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲဖိတ်ခေါ်ချင်ပါတယ်ကဲဒါဆိုရင်တော့အမှန်တရားတွေကိုပြောမယ်အကိုရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဗျာ Hi ဒီဗီဒီယိုဖိုင်လို့ဘုရားကျွန်တော်တော်တော်လေးကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့တယ် ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယို file risk များလာဗျာကျွန်တော်ဆဲကြမယ်ကောင်းလေရောကျွန်တော်တို့အန်နေရလေးရှိတယ်ဟွန်းဒါပေမဲ့မလုပ်ရင်လဲဒီအတိုင်းပဲဘာသာရေးကျင်းတွေကို အုံနောက်ထဲမှာဖုံးလွှမ်းသွားမှလည်းကြောက်တယ်အဲကျွန်တော်ပထမတစ်ခေါက်ပြောခဲ့တဲ့ဗီဒီယို file မှာတော့မှအဲကျွန်တော်ကိုအာအဲဘောဓဘာသာဆိုပြီးတော့အရင်ချင်းချင်တဲ့ပုံစံတွေပြောခဲ့တာလေးရှိတယ်ဒါမှမကောင်းတဲ့ comment ကတော့များပါတယ် နောက်ပြန့်နှံ့သွားတာလည်းများတဲ့ခါကျတော့ကျွန်တော်ဒီလိုမျိုးဟိုဗီဒီယိုဖိုင်မျိုးထပ်မလုပ်တော့ဘူးလို့ကျွန်တော်တွေးရတာဒါပေမဲ့အခုကမနေနိုင်ဘူးဗျာအခုမြင်နေရတဲ့ဟာဟိုတော့ကျွန်တော်ပြောစဉ်ပြောထားရင်ကျွန်တော်ပြောပါမယ်ဒီတော့ကျွန်တော် risk များပါတယ်စေးစင်းတဲ့လူတွေကလည်းကျွန်တော်တခုပဲတောင်းမညင်တော့ကဖြည်းဖြည်းလေးတန်းစီပြီးဆဲကြပါနော်လောလောလတ်ဆဲပါ comment box ဖွင့်လာပါတယ် okay ကျွန်တော်စလိုက်အောင်အကျွန်တော်တွေ့ပါတယ်အဲမိုင်းဖုန်းဆရာတော်ကြီးကျွန်တော်တို့ မြန်မာနိုင်ငံအခုကျွန်တော်ကျွန်တော်ဒီမြန်မာနိုင်ငံလေဒီရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ်ဘေးနားမှာဗမာလိုဟောတာကိုဗမာလိုဘာသာပြန်ပြီးမှတယောက်လဲတွေ့ပါတယ်အဲ့ဒီမှာဟောပါတယ်မိုင်3000လောက်ရှည်လျားတဲ့နဂါကြီးနိုးချွာလာတယ်နိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အာအကုဒုကန်ရှိတဲ့လူတွေပျက်စီးကြတာပြောရလိုက်တာဗျာတိတ်ပေါ့တိတ်ပန်ဒီကြမြင်စေခြင်းနိုင်ဗျာ ကီလိုမီတာ1100ရှိတဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတော့ကပတ်စီရင်ဝင်မှာဒီကနေပြီးတော့ငလင်လှုပ်တဲ့ကိစ္စဗျာတေဝါတဲ့လူတွေကပဲမသိရင်အာကုသူများလို့သေဝါသလိုမျိုးခမရတို့ဗျာဒီလောက်အစ်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလဟောလာโอเคရတယ်ဟောကိမင်းအဲ့တော့မိုင်းမုံဆရာတော်ကြီးဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှတ်မှတ်ရရကျွန်တော်ပြောပြမယ်ဟုတ်တယ်ကျွန်တော်လည်းပြောစရာရှိတယ် ခင်ဗျားတို့မှတ်မိလား2018ခုနှစ်ဇူလိုင်23ရက်နေ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဘောလုံးသမားကလေးငယ်လေးတွေ12ယောက်နဲ့နီးပြားတယောက်13ယောက်လှိုင်ကူတွေဝင်သွားမိုးတွေကြွားရေတွေကြီးပြီးတော့ပြန်ထွက်လို့မရအောင်လှိုင်ကူတွေမှာကိုယ့်ရဲ့တတိပိန်မိနေတယ်စူလိုင်လာမှာမှာသူတို့သတင်းရတယ်ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေးအဖွဲ့ဝင်နေနဲ့သူတို့ကေဆေးရတယ် ေစရတဲ့ခါကျတော့ကျွန်တော်ဒီနေ့ထိမှတ်မိသေးပါတယ်ကေစရတဲ့လူနှစ်ယောက်အဓိကနှစ်ယောက်က navy တွေဒီဟိုနေ့နေမဟုတ်ပဲနဲ့ကျွမ်းကျင်ပညာရှင်နှစ်ယောက်လှိုင်ကူတွေထဲမှာရေတွေငုပ်ပြီးတော့သူတို့ရဲ့တချို့သူတို့နှစ်ယောက်ကတချို့ဒီရေငုပ်တဲ့ပစ္စည်းအဆန်းတွေအရစားတီဆောင်လာတဲ့နှစ်ယောက်ပေါ့နော် Rick and John ကိုခေါ်တယ် John and Rick ပေါ့ဗျာနာအဲဟိုစကားပြောလို့ကောင်းအောင်ပြောရင်အဲ John ကတော့ကျွန်တော်မှတ်မှတ်ရသော်သူဆို Jonathan Lamb တီဘူး အာကျွန်တော်တို့ John Fanathanam တူဖုန်နာမယ်လေဗြိတိန်နိုင်ငံသားပါအာဒီ Richard Satan နဲ့ John နဲ့ပေါ့နော် Richard John ပဲမှတ်လိုက်ပါဗျတူတူတူသူတို့နှစ်ယောက်ကေဇေခဲ့တယ်ကေဇေခဲ့တာမှာသူတို့အဲ့သူတို့အသက်ရှင်ရရှိနေတဲ့နေရာကိုသူတို့ရောက်အောင်ခက်ခက်ခဲခဲနဲ့သွားခဲ့တယ်ဟိုရောက်တဲ့ခါကျတော့အတူချုပ်ပြောရင်ခလေးငယ်တွေကိုဒီတိုင်းထွက်ရင်ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပြေးပြီးတော့ဒီလိုအလုံးပိတ် အောက်ဆီဂျင်ထည့်ထားတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခဲခဲနဲ့လူ73ယောက်ကိုဆွဲထုတ်ခဲ့ရတယ်။ဟုတ်ပြီ။အဲ့ဒါနဲ့ဘာဆိုင်လဲဆိုတော့ကျွန်တော်စပြီ။အဲ့ဒီအချိန်မှာအဲ့လို marketing အချိန်မှာကျွန်တော်တို့အမှထိုင်းနိုင်ငံကိုမိုင်းပုံးစရာတော့ကြီးကြွာလာ။ကြွာလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင်သူကပြောသွားဒီကလေးတွေရဲ့အားလုံးအသက်ချမ်းသာရရောက်မှာပါဆိုတဲ့စကားပြောသွားတယ်။အဲ့ဒီအချိန်မှာမှတ်ပါတယ်ကျေးဇူးတင်ပါတယ်။ तू အမြင်မှန်ရ तू မြင်လည်းမြင်နေရမှာပေါ့နော်။ဟုတ်ပြီထားလိုက်ပါ။ ဲ့ဒီအချိန်မှာဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအေးဒီသွားပြီးကဲစေတဲ့ခက်ခဲကြီးကိုမသိတော့မိုင်းမုံဆရာတော်ကြီးပြောမှရယ်အထွက်လာတဲ့ခါလည်းအခါကြောင်တွေ့လားမိုင်းမုံဆရာတော်ကြီးပြောလို့မိုင်းမုံဆရာတော်ကြီးမြစ်တာတွေပို့ပြီးလို့ဒီလူတွေအသက်ရှင်ရင်ထွက်လာတကယ်တကယ်ကြတော့အဲ့ဒီမှာစူးစမ်းပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေထိုင်းနိုင်ငံကကုညီကဲစေရေးလုပ်သမားတွေအဓိကကဲစေခဲ့တဲ့ဂျော်နယ်ရစ်ကနဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောက်ဆုံးမကြဖြစ်သွားတယ်ကျွန်တော်မြန်မာလူမျိုးတွေကြားထဲမှာ မိုင်ဖို့ဆရာတော်ကြီးမေတ္တာကြောင့်ဒီလူတွေမိုင်ဖို့ဆရာတော်ကြီးရဲ့စုတောင်းပေးမှုကြောင့်ဒီလူတွေအသက်ချမ်းသာရတာကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးခြင်းအခုဖြစ်လာပြီရိုးရိုးလေးပဲကျွန်တော်တို့လားအခုကျွန်တော်ဒီငလင်လောက်တယ်အခုအဲ့မိုင်ဖို့ဆရာတော်ကြီးကြွားတယ်ကျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ဖြတ်ဖြစ်တယ်ထိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွားလာ ဘူးမကြသေးခင်အချင်းကအုံနောက်ထဲမျက်ဖြာပို့ရောက်တော့ထိုင်းမှာလေတရားဟောနေနေစင်ပေါ်မှာဆဆွဲဆဆန့်ဖြစ်တာအဲ့ဒါတွေကိုသူ့ကောဘကတွေကလည်းမသိရင်နတ်တွေကိုခေါ်ပြီးနတ်တွေပဲအဲဝင်ပူးတယ်လို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမတငတ်ပြရောကအုံနောက်ထဲရောက်လို့သူ့ကျမ်းမရေးချောက်အဲ့ဒီမှာဆေးရုံတော့တက်ပြီးကုသလိုက်ရသေးတယ်အဲ့ဒီတုန်းကပြောလိုက်တာဟာမသိနတ်တွေပဲဟိုနေဖြစ်လို့အဲအဲ့ဒီတုန်းကလည်းစကားထွက်ခဲ့ကြတယ်အခုကျမ်းမရေးကောင်းပြီးထင်ပါရဲ့ သူရောက်လာတယ်ဒီစကားမျိုးပြောတယ်โอเคဘုန်းကျော်မင်းဘုရားဘာသာနေနဲ့မိုင်းဖုံးဆရာတော့ဘလို့မြင်လားဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ရိုးရိုးလေးပဲကျွန်တော်မိုင်းဖုံးဆရာတော့ရေဘလို့မြင်လဲဆိုတော့ကျွန်တော်စွန်းကုန်ကားတဲ့ကျန်းစာတပင်းတဲ့ဆရာတော်လို့ပဲမြင်တယ်ကမ္ဘာလုံးအားလုံးကြည့်ရပါပါကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးသိတယ်ဗျာစုံမှုခုံလို့ပြောလိုက်ရင်အဲ့ဒီဇက်လန်တွေကျွန်တော်အားလုံးကြည့်ရတယ်စုံမှုခုံရယ်ပါကျဲရယ်ချန်တန်ဆာတော်ရယ်အဆိုင်နေလေ ရေနကအဲအဲ့ဒါရဲ့အဲကျန်းသာတပင်းဆရာတော့အဲ့လိုမြင်တယ်အုတ်ဆောင်ကြီးနဲ့လေဒုက္ခောက်ကြီးနဲ့ကျွန်တော်မသိလို့မြင်တာတကယ်ဘုရားဘာသာလားမဟာယနလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလားကျွန်တော်တော့ညံမမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုးကွယ်ကြတယ်ဒီလိုကိုးကွယ်ကြတဲ့လူတွေတဲ့မှာလည်းကျွန်တော်တို့ဇီယာဟိုစောက်တော့မကြတဲ့ ဒီမအားရလို့နိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုးဝေးကြတာအဖုံကြီးကိုဘာဖြစ်လို့လဲဆိုတော့နေရရလို့လားနေရရလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ဘုံကြီးတွေဝိဇ္ဇာဖြစ်တဲ့ဘုံကြီးတွေကပိုပြီးစွန့်တယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာဘာချစ်ချစ်ကျမ်းစာနဲ့ကိုယ့်အကူဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ဘုံကြီးတွေကိုမကိုးဝေးဘူး ဖိုးထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘီဒင်တွတ်တက်တဲ့ဆရာတော်တို့ရရရချီတက်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတဲ့ဒီနိုင်ငံတော်အကြီးကဲအုံတော်မရှိတဲ့ကောင်းနေခရိုနီတွေပညာတတ်လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီစစ်အစိုးရနဲ့ယင်းနေပြီး ပြီးတော့ချမ်းသာလာတယ်အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရေချေပြီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ဝယ်မှုကပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ခမရတီချက်တွေ့ကြည့်ဒီမှာဟိုရင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပြီးလိုက်အဲ့ဒီလက်စွပ်ကဘလောက်တကူကြီးခမရတို့ကြောက်ကူမှာပါအဆောင်ပြီးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာအဲ့ဒါကျွန်တော်မြန်မာလူမျိုးတွေရဲ့စောက်တလွဲတကူအဲ့ဒါဗုဒ္ဓဘာသာလို့ခမရတို့ပြောကြမှာအဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျာ စကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ်ခင်ဗျားတို့ကြောက်လို့မသိဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်းလောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်းနဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နှီးစားရဲ့ပတ်ဝန်းကျင်တွေကိုသူတို့ကငလင်းအဲလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီးတိတက်တက်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်မိပါအများကြီးလက်စူးစမ်းခဲ့ကြတယ်စကိုင်းပြည့်ပြည့်ကျော်ကအကြီးဆုံးကမ္ဘာပေါ်မှာနာမည် အကြီးဆုံးလို့လဲပြောလို့ရတဲ့အနေအထားထဲမှာပါတယ်။ကမ္ဘာဒီငလင်လှုပ်တဲ့ပြက်လွေကြော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ရွေကြော်ပြ၊စကိုင်းပြက်ရွေကြော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်။စကိုင်းအခုကစကိုင်းပြက်ရွေကြော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးများတယ်။ကျွန်တော်တို့အခုဖြစ်ပြက်ကြတယ်။အဲ့လိုအနေအထားမျိုးဖြစ်တယ်။အဲ့တော့မသိရင်ခင်ဗျားတို့ဒီဘုရားဘာသာကိုပဲစုံလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့အတိုင်းဆိုအာကုသူများတဲ့ကောင်တွေကရှောသလိုဖြစ်တယ်။ ရှော့တဲ့လူတွေကလည်းကြည့်ပါအောင်ဗျာချမ်းသာတဲ့လူတွေကြီးပဲကဲကျွန်တော်ဒါတတိုက်ပြောတာမကောက်ပါဘူးကျွန်တော်တကယ်ကိုလေးစားပါတယ်နော်ဟိုကျွန်တော်ဟိုဒါဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရချင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောက်ပါဘူးနော်တေဆုံးသွားတယ်မြည်သူမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာရေးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေကဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားတွေအရင်ဖြစ်နေတယ်ဒီဘုန်းကြီးတွေကြည်လိုက်အရင်ချမ်းသာကြွယ်ဝကြတယ်ဒါတွေထိုက်တန်ရင်လားခင်ဗျားတို့ကိုးကွယ်ဖို့ ်တကယ်ကြာလေးတော့ဗျာစီစင်းနေကြကြလုံးတင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညံနေတဲ့ရန်အစစ်တွေတန်ခါအစစ်တွေအများကြီးပါဒီလူတွေကိုကူးဝေကြပါအရင်ချင်းချင်းသာသာဖြစ်စီခြင်းလို့ချင်းချင်းသာသာဖြစ်ခြင်းလို့အစိုးရပဲလိုက်ပြီးလုံနေတဲ့ပုံကြီးတွေကိုပယ်ပြီးပါ အစိုးရပြီးတဲ့ ဘွေးတော်မယူဝင်းနဲ့နေနေထိုင်ကြတဲ့ဘုန်းကြီးတွေလည်းအများကြီးပဲအဲ့တော့ဗျာရိုးရိုးလေးပဲပြောဘာသာရေးချင်းနဲ့မမိပါစေနဲ့2025ရေးမှာဘာကြောက်ဖြစ်တယ်ဆိုတာကိုညံပွပွနေနေလည်းဆုံးဖြတ်နိုင်ကြပါစေတိတ်ရှက်ဖို့ကောင်းလေဗျာကဘာမှာဒီစကားကြီးဒါနိုင်ငံတကာတိထိုင်းပြီးဟာတာလုံးမဲ့ကိစ္စတွေဗျာအဲ့ဒါယူအခုဒီမှာ social media မှာပလူပြန်ပြီးတွေ့နေရတာကျွန်တော်စိတ်မကောင်းဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ risk ညားတယ်ကျွန်တော်သိတယ် အနေများတယ်ကျွန်တော်ဒီဆဲကြမဲ့လူများဒါမှမတက်နိုင်ဘူးဗျကျွန်တော်မှန်တာကိုမြင်တဲ့အတိုင်းပြောတာပါအဲ့တော့ကွာရခင်ဗျားတို့ဆဲခြင်းနဲ့ဆဲလို့ရပါတယ်ကျွန်တော်ကတော့ဘုရားဘာသာအစစ်အမှန်ထေရဝါဒဘုရားဘာသာစစ်စစ်တွေဖြစ်ချင်ပါတယ်တန်ခါစစ်စစ်တွေကိုမြင်ချင်ပါတယ်အားလုံးကျေးဇူး